2025ခုနှစ်ဇွန်လ16ရက်နေ့အစ္စရေးနှင့်အီရန်တို့အကြားစီရေးခြေအနေနှင့်နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ရှင်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်ကိုလုံးဝစွန့်ပစ်၍ဆိုယန်တာလုပ်ပါဟုထုဆိုရှယ်တွင်ကြေညာပြောကြားခဲ့ပြီးဖော်ဒွန်နျူကလ িয়ার စက်ရုံကို တိုက်ခိုက်ဖို့ဆိုတာလဲစဉ်းစားနေတယ်ဟု ဖော်ပြထားပါသည်မကြသေးမီနေများတွင် အီရန်၌တေဆုံးခဲ့သူအရေအတွက်မှာ945ဦးကျော်ဖြစ်ပြီးအစ္စရေးတွင်လည်း24ဦးတေဆုံးခဲ့ပါသည်အီရန်နိုင်ငံသားရေးဝန်ကြီးကထိုပြောဆိုချက်အားလုံးလက်မခံဘဲအီရန်သည်ဆိုရင်ဒါမလုပ်ပါအမေရိကန်အနေဖြင့်ဝင်ရောက်ပါဝင်လာပါစစ်ပွဲကြီးမားလာနိုင်သောကြောင့်တိုင်ကြားကြဖို့ပြောကြားခဲ့ပါသည် ထို့အပြင်အီရန်ကဟိုက်ပါဆိုးနစ်မဲ့ဇိုင်းတစည်းပါဝင်သည့်လေကြောင်းတိုက်ခိုက်မှုများစွာကို ပြုလုပ်ခဲ့ပြီးအစ္စရေးကလည်းတီဟီရန်ကိုအတိုင်းတစ်ခုထက်ပိုလွန်သောပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်နေခဲ့ပါသည်။အမေရိကန်ကလည်းအာရပ်ပင်လယ်ကွေ့ဒေသတို့လေရင်တင်သင်းမောနှင့်စစ်အင်အားများထပ်မံစေလွတ်ခဲ့သည်ဟုသိရပါသည်ရှင်။